ကျွန်တော်ယူခနေအောင်ကြက်ရတဲ့အချက်တစ်ချက်ကဒီမှာလေကားကြီးလေကားကိုလေဒီလိုလေးအချိုးအကွေ့ကိုငါဒီလိုပုတ်လုံးလေးတွေနဲ့ကို lower classic ဆန်ဆန်ကိုတခြားတိဆောက်ထားတာအယမ်းမိုက်တယ်ဟာတကယ်ကိုကြက်သိန်းနေအောင်ထားတယ်ပြည့်စုံကောင်းမွန်တဲ့ feeling ကိုရကျွန်တော်မိတ်ဆွေများအားလုံးမင်္ဂလာပါကျွန်တော်ကဒီနေ့ ပြုံးလေမျိုးရဲ့ downtown area တွေမှာပါတယ်ကျွန်တော်ပြုံးလေမျိုးရဲ့အရန်ကိုလူကြိုက်များတဲ့ရက်ွက်ကြီး၆ထဲမှာတရှိတဲ့အခုမြင်တွေ့နေရတဲ့ကျွန်တော်ဒါ luxury house classic style နဲ့တတိချာချာဖွဲ့စည်းတိစောက်ထားတဲ့အိမ်တလုံးကိုသိန်း2800တဲ့အယောင်ဖွင့်ပြီးရောင်းချပြီးမှဖြစ်ပါတယ်ခင်ဗျာပြုံးလင်မျိုးရဲ့ luxury လို့ခေါ်လို့ရတဲ့ရက်ွက်ကြီး၆ထဲမှာဒီလို sharper loan နဲ့ဒီလိုခြံကျဲမျက်နှာစာပေ90ဒီဘက်အရှေ့အားတရားနဲ့35ပဲပြီးတော့ GM အမျိုးအစားလည်းဖြစ်တယ်ပြီးတော့နောက်တစ်ခုကအရန်ကို classic ဆန်ဆန်တိစောက်ထားတဲ့ luxury အိမ်တလုံးကိုကျွန်တော်ကဒီနေ့ ရောင်းကြပြီးမှဖြစ်တယ်။ပိုင်ဆိုင်မှုအကောင့်နဲ့ဒါကျွန်တော်တို့ဂရံမြေမျိုးစားဖြစ်ပါတယ်ခင်ဗျာ။အလှည့်ရတော့တောင်လဲဖြစ်တယ်။လမ်းမတန်းအောင်လဲကြည့်လိုက်ကျွန်တော်ပြမယ်။တော့မိန်လမ်းမမေးတွေမှာကိုတရှိတယ်ဒီလိုလေးနှုတ်ဖက်ဥအပ်နေတယ်ဒီလိုမျက်ခင်းနှုတ်နှုတ်လေးတွေကိုလည်းဒါကျွန်တော်မျက်ခင်းပြင်လို့လည်းဖန်တီးပေးထားတယ်ဒီလိုပုတ်လုံးတန်လေးတွေနဲ့ကျွန်တော်ဒါရှောက်လန်းလေးတွေကိုအလားဆင်ထားတာကိုလည်းကျွန်တော်တွေ့ရတယ်အိမ်ရှိမှလည်းလေတို့ကတွေ့လားကြာကန်လေးရောပါတယ် လုံးဝရေကန်အစ်စ်ကြာအစ်စ်စီးပွားလက်လာပါတွေတိုးပါစေမဲ့ခံစားမှုမျိုးကိုကျွန်တော်ကတော့ခုချက်ချင်းကိုကျွန်တော်ခံစားမိနေတယ်။တော့မိတ်ဆွေတွေပြုံးလေရဲ့ vibe ကိုအပြည့်ဝရရှိအောင်တစ်ပင်ပန်းမန်လေးတွေစိုက်ပျိုးကျင်နေဆိုရင်လည်းဒီလိုမြေပိုးကျကျအကြီးတစ်ခုကိုကျွန်တော်ဖန်တီးတိဆောက်ပေးထားတာကိုကျွန်တော်တွေ့မြင်ရမှာဖြစ်ပါတယ်။ဒီအင်းရဲ့ပေအကျယ်ကကျွန်တော်ကပေ90 135ပေဆိုတဲ့အခါကျတော့ ကားတွေအများကြီးရက်လို့ရတယ်ဗနစီ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 ရက်လို့ရတယ်ဆိုတော့ကျွန်တော်မရှင်းပြတော့ဘူးမပြောတော့ဘူးကျွန်တော်မိတ်ဆွေတွေခံစားမိမယ်လို့ကျွန်တော်ယုံကြည်တယ်ဒီမှာအင်းပန်းလေးတွေပွင့်လာဒီလိုပန်းလေးတွေဆိုရင်ဒါကျွန်တော်ပြုံးလေမျိုးအမျိုးသားကန်တော်ကြီးဥယျာဉ်မှာမြင်တွေ့လို့ရတဲ့နေသားတစ်ခုဖြစ်တယ်ဒီမှာအပေါ်မှာလည်းဒါကျွန်တော်တို့တက်ခွပန်းလေးတွေဗာလေးတွေစိုက်ဖို့အတွက်ဒီလိုလေးတွေကျွန်တော်ဖန်တီးပြုလုပ်ပေးထားရတယ်ပြီးတော့ကျွန်တော်တို့ရဲ့ဝန်ထမ်းလေးတွေနေဖို့အတွက်လည်းဒီမှာ area လေးလည်းပါတယ်အားလုံးပြည့်စုံတယ် အင်းရဲ့အပြင်ပန်းကကျွန်တော်ကျွန်းသားတွေနဲ့လုံးဝတက်သားအစစ်တွေနဲ့အလှဆင်ထားတယ်ဒီမှာကျွန်တော်စီလင်မျက်နှာကျအလှတွေရောအရန်ကိုမှိုက်တယ်တုံးထားတဲ့ဆေးကလာတွေကအစဟာ လုံးဝဆွဲရှူပြီးတော့မှဥနှစ်လုံးဝ classes ကိုသွားတဲ့အနေအထားတခုဖြစ်တယ်ကျွန်တော်ကတော့ပြုံးလေမြို့မှာရှိတဲ့ခိုင်မာသေးချာမှန်ကန်တဲ့မြေလေးတွေနဲ့အိမ်လေးတွေကိုအဓိကထားပြီးရောင်းချပေးနေတဲ့ဒေါက်တာစိုးမိုးဖြစ်ပါတယ်လက်ကခွင်လေးတွေကိုလည်းဒီလိုပြည့်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 နဲ့အပြားအကြီးတွေနဲ့တခြားအသုံးပြုပေးထားတယ်ဘီနာနယံနေရစလုံးဝမခိုမကပ်ဖဲနဲ့တိတိချာချာရေးဆွဲထားတာကိုလည်းကျွန်တော်တို့တွေ့နေရတယ်တိဆောက်ထားအောင်လည်းတွေ့နေရတယ်ကျွန်တော်တို့ကလေဆဖတ်တာကြိုက်ရတဲ့သူဆိုတဲ့အခါကျဒီလိုလေး classic ဆန်ဆန် အတွေးတွေကိုအများကြီးရတဲ့နေရာလေးတစ်ခုဖန်တီးပြထားကိုကျွန်တော်တွေ့မြင်ရတယ်။အင်းပုတ်လုံးကြီးရစသဘောကျလိုက်တာအယမ်းမိုက်တယ်။မိန်တော်ကြီးရလေဘလတ်အောင်ကျဲလဲဆိုတော့တွေ့လားကျွန်တော်ယောက်ျားလေးရဲ့အရင်နဲ့အကျယ်အဝန်းနဲ့ဒီမှာအမြင့်ကိုလည်းကြည့်လိုက်အောင်ဘောဘောကိုပြပြောစရာမရှိဘူးခန်းသားထွားတဲ့ vibe ကိုကျွန်တော်အိမ်ထဲကိုဝင်ဝင်ချင်းမှကိုခံစားရတယ်။ တကယ်ကိုပစ္စည်းကောင်းကောင်း quality ကောင်းကောင်းဖွဲ့စည်းမှုအားကောင်းကောင်းတွေကိုတည်ဆောက်ထားတာကိုကျွန်တော်တွေ့မြင်ရတယ်။ယူခါနဲ့အောင်ကြိုက်နေပြီ။ဖျားเจ้าဆောင်ရဲ့အနေထားတည်နေအောင်လည်းကြည့်လိုက်အောင်။ထွင်းထားတဲ့အလှတရားတွေအားစားတအားကိုစက်တည်ရှိပြီးတော့မှအိန္ဒိအိမ်ရဲ့စက်တည်ရှိမှုကိုဖော်ပြနေတယ်လို့ကျွန်တော်ကခံစားရတယ်။ အခမ်းအနားအခမ်းအနားမှာဒီလိုအလင်းရောက်အားရဖို့ရောလေဝင်လေထွက်အားရဖို့အတွက်ကောကျွန်တော်တို့မှာပရင်ပေါက်ကြီးတွေနဲ့ classic ဆန်ဆန်တိတ်တိတ်ချာချာလေးကျွန်တော်တိဆောက်ပွေးထားတော့တွေ့မြင်ရတယ်ဒီလိုအချိန်မှာဒီလိုလေးအလင်းရောက်လေးဖြာနေတာကလုံးဝကပြရတဲ့ပုံပဲပြီးတော့တအိမ်လုံးကိုလုံညုံကြီးတံမန်းတွေကိုလည်းကျွန်တော်တို့ twin ထုပြီးတော့မှဒီလိုအရောင်နဲ့ဒီအိမ်နဲ့လိုက်ဖက်အောင်ကျွန်တော်တို့ထက်သွင်းတိဆောက်ပေးထားတာလည်းအရန်ကိုကောင်းတဲ့အားသာချက်တစ်ခုဖြစ်တယ်။တုံးထားတဲ့ကျွန်တော်တို့ကြွေပြားတွေလည်းကြည့်လိုက်အောင် ောက်စင်းရောင်လေးကိုလေကြွေပြားအချက်အကြီးကို quality ကောင်းကောင်းနဲ့ဒီအိမ်နဲ့လှိုက်ဖက်အောင်တည်တည်ကြာခင်းကျင်းထားတာကလည်းအရန်ကောင်းတဲ့အားသာချက်တစ်ခုဖြစ်တယ်။နည်းနည်းချက်ကိုလည်းကြည့်လိုက်အောင်ကြည်နူးလိုက်တာတကယ်ကိုလေကုကုကူလေးကြည်နူးသွားတဲ့ feeling တစ်ခုပေးဆွမ်းတာဒီအိမ်မှာပဲရှိရဲ။အာဒီမှာ TV ထားမယ်ဒီမှာကျွန်တော် plug box တွေရော ပစ္စည်းပစ္စည်းတွေထားဖို့ပေါ့ဒီမှာဆိုဖာစတီတွေထားဖို့ပေါ့အရန်မိုက်တယ်တက်သားတွေကျွန်းတွေကိုပဲဒီလို twin ထုထားပြီးတော့မှအရန်ကို classic ဆန်ဆန်ကိုတိတိချာချာဖန်တီးတိဆောက်ထားတာကိုတွေ့မြင်ရတယ် design ဘိုင်းကိုဆန်းဆန်းလေးနဲ့ရိုးမသွားအောင်တိဆောက်ထားတယ်ဒီလိုလေကားလေးနဲ့နောက်တဲ့ partition လေးခွဲထားတဲ့ဒီလို area အစအရန်ကိုပြည့်စုံကောင်းမွန်တဲ့အင်္ဂလိပ်တစ်လုံးမျိုးကျွန်တော်ကတော့ recommend ပေးလိုက်ပါစေကျွန်တော်မိတ်ဆွေများအားလုံးမင်္ဂလာပါ